ူရဲ့ရနူးနေတာပါကွာဒါမှကျွန်တော်လည်းအားလုံးလေးစားချစ်ခင်ကြပါတယ်ဒါမှလည်းအရင်ဖြတ်လိုက်တော့ပူကောင်းတာပါလေမှန်တာပဲပြောပြောမားမားတာပဲပြောပြောမားတယ်လို့ပဲထင်ကြပါလေအခုရမ်းမတော့ပဲပြောတော့စကားပူပြီးတော့တည်တာပေါ့အဲ့တော့ကောင်းတယ်အားလုံးတော့ကောင်းပါလေဟိုစီဝါးကြီးလည်းပူလောက်ဖြစ်လာတယ်ကျွန်တော်ယုံကြည်နေလောက်လက်တွဲပြီးလောက်လာတဲ့လူတွေလည်းရှိလာတယ်အဲ့အတွက်ဟောငါဖြတ်သိမ့်ပြီကျွန်တော်ဒီတိုင်းနေတော့တောက်ဖြစ်တောက်ဖြစ်ကောင်းတောက်ဖြစ်သွားနိုင်သေးတယ်ဥပမာတကယ်ကြီးနေစုံလုံးပဲဖြစ်ပါဖြစ် အခုတော့ကျွန်တော်အဋ္ဌံလေးတစ်ခုလုံးနေတော့ဟောအဋ္ဌံရှိနေမှာအဋ္ဌံရှိအဲ့လိုနဲ့ပဲကျွန်တော်ရာသမှန်ပြတ်သွားလိမ့်မယ်လို့ထင်ပါတယ်ဂျာဘလူးမှာတော့ကျွန်တော်ဟိုလိုမြင်းနေကြလည်းမဟုတ်ပါဘူးဒါစစ်နိုင်နေရိုက်တဲ့ CD နှစ်ခုသုံးခုမှာကျွန်တော်ကာရီယာလေးတွေအရင်လိုအကျဲမဟုတ်တော့ဒီကားဆိုလဲကျွန်တော်ဟိုတာမန်ယော်ဒါတယောက်အော်မိမအောင်ချစ်တယ်အဲရှာကြွေးတယ် အမ်ပြီးတော့အော်ရရအလိုလုပ်တယ်ပေါ့အဲ့လို character ပါပဲဟုတ်ဒီမှာရောက်တာနေ့ရက်3ရက်ပေါ့3ရက်ကျွန်တော်ကအမ်ပါရာနဲ့ဆိုမနေ့ဖက်လောင်းတော့ပြီးနေတူတယ်ညလုံးလာကျွန်တော်မိမလည်းဇတိုက်လိုက်တာဇတိုက်လိုက်တယ်သူကကျွန်တော်နားမှာနေတာအမ်မန္တလေးကအဲ့အကူတယောက်လာတယ်သူဝသားယူလာမယ်ဆိုတော့အဲ့ဒါအဲနိုင်မီတော့တွက်ချက်တော့သူသူပဲတွက်ချက်တာခုနကကျွန်တော်တော့သိမချက်တော့ဘူးအဲရန်ကုန်ဆိုင်မှာလဲကျွန်တော်ဆိုင်ဖွင့်ပြီး နှစ်လသုံးလခရေကရောက်ခမှာပဲချက်တော့ဒါကျွန်တော်တင်ပေးလိုက်တာဟုတ်လားလေဟုတ်ကျွန်တော်ဟိုတလုံးကအဲ့လိုအကြောညံ့တယ်လို့ပါလို့ဖြစ်လိုက်တယ်လေမဖြစ်ခင်ကလေးကတော့အရက်ဖြတ်တာလားအာအရက်ဖြတ်တာပြီး3လလောက်နေမှာဖြစ်တာအရက်ဖြတ်တာပေါ့ဘီကတော့တောက်တာပေါ့အဲ3လလောက်နေမှာဖြစ်တာဖြစ်လဲဖြစ်ပြီးတော့ကျွန်တော်အခုဘီကလည်းမတောက်တော့အရက်လည်းမတောက်တော့လုံးဝအခုတော့ဟောတော့ရှိပြီပေါ့6လခေါင်းလုံးဝအရင်မတောက်ဖြစ်တာတော့6လလောက်ရှိပြီဟုတ်တယ်မြန်မာဟုတ်တယ် လီကတော့တိတာကျွန်တော်နောက်တစ်ခုကအရက်တောက်ရင်ကျွန်တော်မဖြစ်လဲဆိုရင်တော့အဲ့တောက်နေတော့ကလည်းဖြစ်တယ်အဲ့ညဆိုချွဲကျက်တယ်လို့ဖြစ်တာနော်အခုတော့လုံးဝအေးစေပဲအာကျမကြီးလည်းဘူကောင်းလာတယ်လို့ခံစားရတယ်ကိုကိုခုနောက်ပိုင်းတော့ကျွန်တော်ရက်လေးတိတ်တောက်ချင်းစိမ့်လည်းတိတ်မရှိတော့ပါဘူးဟိုဖြတ်ခါလာတော့ရှိသေးတယ်ပေါ့နော်လူကတော့ဖြတ်ခါလာဟာတောက်ချင်းနေကနေတော့အခုနောက်ပိုင်းတိတ်မရှိတော့နောက်ပြီးကျွန်တော်ဒေတန်လေးပါလေလို့ပြောပါလေကျွန်တော်တော့ အာအဓိကတော့ကျွန်တော်ပြောလို့စိတ်ပါပဲအာငါဖြတ်မင်းငါဒီငါအတွက်တရားကြီးကသုံးမုံဝင်တော့ဆိုတာတိတာတော့ကြာပြီဒါပေမဲ့ဖြတ်ဖြတ်တာတော့လွယ်တယ်အဲ့အချိန်ရောက်ဖို့ကတော့နည်းနည်းကြာကျွန်တော်ဖြတ်ရမယ်ဆိုတာအကောင်းအောင်တည်အာလုံးဝတနေ့နည်းနည်းလောက်တည်းတည်ဒါပေမဲ့အဲ့ဒီနေ့ကိုရောက်ဖို့ကတော့ကြာအဓိကကျွန်တော်အသက်ရွယ်လို့ထင်တာပဲကျွန်တော်ရှူတင်နေမှာရင်တော့ဆိုရက်တော့တယ်ဟမ်ကျွန်တော်ခေါ်ရရင်ရရင်ပဲလေးစားမှုလေးစားတာကိုလူချင်တာမဟုတ်ပါဘူးเนาะ အာသူကြီးကနူးနေတာပါကွာဒါပေမဲ့ကျွန်တော်လည်းအားလုံးလေးစားချစ်ခင်ကြပါလေဒါပေမဲ့လည်းအရင်ဖြတ်လိုက်တော့ပူကောင်းတာပါလေငါတကောင်ရက်တောက်ထားတယ်စကားပြောလို့မကောင်းဘူးဆိုတဲ့လူတွေလည်းရှိခဲ့တာပဲလေကိုကတကယ်တောက်ထားတာအဲ့ကျွန်တော်အရင်မတောက်တဲ့အချိန်မှာဟိုစီးပွားရေးလည်းပူလုတ်ဖြစ်လာတယ်ကျွန်တော်ယုံကြည်နေလုတ်လက်တွဲပြီးလုတ်လာတဲ့လူတွေလည်းရှိလာတယ်အဲ့အတွက်ဟောငါဖြတ်သိမ့်ပြီအဲ့တော့ကျွန်တော်အဲ့ကြောင်လည်းပါပါဖြတ်လိုက်ဟုတ်ကျွန်တော်အခု3လဒိတ်ထံဝင်နေပြီးခဲ့တဲ့ အရေးဖြတ်တာအနီမကောင်းတော့ဖြတ်ထားတယ်ဖြတ်ရမယ်တူဆိုပြီးတော့ကျွန်တော်ဝါရင်းသုံးလားဒေတာဝင်လိုက်တယ်ဝင်ပြီးတော့ကျွန်တော်ဘီယာလေးသုံးလောက်တောက်လိုက်တယ်တောက်ပြီးတော့ဟုနောက်တစ်ခါအခုအခုဒါသုံးလပြန်ဒေတာဝင်တယ်အမ်ဒေတာထွက်ရင်လည်းဥမာတောက်ပြင်လည်းတနေ့ရသုံးရပေါ့ပြီးရင်ကျွန်တော်ပြန်ဒေတာဝင်မယ်အဲ့လိုဒေတာနေအများနဲ့ဝင်နေမယ်လို့ကျွန်တော်စဉ်းစားထားတယ်အဲ့တော့မတောက်ဖြစ်တော့ဘူးကျွန်တော်ဒီတိုင်းနေတော့တောက်ဖြစ်တောက်ဖြစ်ကောင်းတောက်ဖြစ်သွားနိုင်သေးတယ်ဥပမာတကယ်ကြီးနေစုံလုံးပဲဖြစ်ပါဖြစ် အခုတော့ကျွန်တော်အဋိဌာန်လေးတစ်ခုလုပ်နေတော့ဟောငါအဋိဌာန်ရှိနေမှာအဋိဌာန်ရှိအဲ့လိုနဲ့ပဲကျွန်တော်ຢာသက်မှန်ပြတ်သွားလိမ့်မယ်လို့ထင်ပါတယ်အခုတော့လောလေအများကြီးလည်းမလုံနိုင်သေးဘူးပတိစိတ်တယ်ပေါ့နော်ကျွန်တော်အဲကျွန်တော်ဆရာထူးကန်းကျွန်တော်ပြောတဲ့အဋိဌာန်လေးကိုကျွန်တော်အဲ့လိုတရက်ကိုပတိလေးကိုပဲအရင်စိတ်ပြီးတော့ပဲကျွန်တော်အခုမှစလို့ဖြစ်တာဟုတ်ကျွန်တော်တစ်လုံးကလုံမှလုံမလားအဲ့တော့အဲ့ဒါလေးကိုပဲဖြည်းဖြည်းချင်းတော့ပိုလုံဖြစ်လာလိမ့်မယ်လို့ထင်ပါတယ်ကျွန်တော် movie ပြန်လာရဆိုလေအိမ်မှာစိတ်ညစ်ကြတယ်ဘာဖြစ်ကျွန်တော်မူးလာတယ်ပေါ့လေ အဲ့တော့မှန်တာပဲပြောပြောမားမားတာပဲပြောပြောမားတယ်လို့ပဲထင်ကြပါလိမ့်အခုရမ်းမတော့ပဲပြောတော့စကားပူပြီးတော့တည်တာပေါ့အဲ့တော့ကောင်းတယ်အားလုံးတော့ကောင်းပါလိမ့်ဟုတ်တယ်ဒီနေ့အားလုံးကပြောတယ်ဒီအိမ်မနက်မှပြန်တော့မှဆိုချက်ပြီးပါချက်ပြီးပါတော်သေးရပေါ့ချိန်မီလေးရောက်လာတော့အာကျွန်တော်ကလည်းချက်ကြွေးခြင်းပါတယ်အမြင်နဲ့ကျွန်တော်အမြင်နဲ့လူလူကိုချက်ကြွေးပြတယ်ဟိုဘယ်ကံမှာဆစ်နိုင်နေမဲ့အဲ့တွားရိုက်တော့ကလည်းအာဒီအိမ်ချက်ကြွေးပါအောင်လားအချက်ကြွေးခဲ့တာပဲအမြင်နဲ့လို့ချက်ကြွေးပြပါတယ်ဟုတ် ဟောကျွန်တော်ရဲ့ပြည်ဦးလေးဆိုင်လေးကိုလည်းလာအားပေးဖို့ဖိတ်ခေါ်ပါတယ်ပြီးတော့ကျွန်တော်ရန်ကုန်နိုင်ငံတော်မြင်းတော်သားပေါ်မှာရှိတဲ့ဆိုင်လေးကိုလည်းလာအားပေးဖို့ဖိတ်ခေါ်ပါတယ်ပြီးတော့ကျွန်တော်ရဲ့အမှုပညာလေးထွက်လာရင်လည်းအားပေးဖို့ဖိတ်ခေါ်ပါတယ်ဒီ WCD ထွက်လာရင်လည်းကြီးစုပေးပါလို့ပြောနေပါတယ်အားလုံးကျေးဇူးတင်ပါတယ်